โอเคဆိုတော့ great time ပြီးရင်ဗာဆက်တက်တင်လဲဗျာတဲ့ study abroad သွားခြင်းလဲအာဒီနေရာမှာမေးတာကျွန်တော်ထင်တော့ဒီ great 12 or GED or IGCSE လို့ထင်တယ်ဗျာနော် OSS ကိုကျွန်တော် list ရနေထုတ်လိုက်ပါမယ်အဲ့တော့တကယ်လို့ကိုကသွားခြင်းတွားတက်ခြင်းနဲ့ဒီနိုင်ငံခြားမှာတက်ခြင်းနဲ့ college နဲ့ university ရွေးထားပြီးပြီဆိုရင်အဲ့ဘက်ကိုလမ်းပြီးတော့စုံစမ်းပါဗောနော်ဒါမှမဟုတ်လေ university ကို directly contact လုပ်ပါသူတို့ဘက်ကဘာနဲ့လက်ခံတယ်ဆိုတာမေးပါဒါဆိုရင်အဖြေကတော့ရှင်းရှင်းလေးထွက်လာတယ်ဗောနော် great 12တဲ့ဘက်လက်ခံတယ်ဆိုတော့ great 12ဒီဘက်ပြီးအောင်တက်ပါ ဂျီဒီနဲ့လက်ခံတယ်ဆိုတော့ဂျီဒီပဲပြောင်းပါတော့အာ IGC နဲ့လက်ခံတယ်ဆိုရင်တော့ IGC ပဲပြောင်းပါတကယ်တော့သုံးခုလုံးလက်ခံနေရဆိုရင်ကိုကအမြန်ဆုံးသွားကျင်တယ်ဆိုရင်တော့ဂျီဒီကိုပြောင်းပါဒါပေမဲ့ဂျီဒီကိုပြောင်းဖို့ကကိုက English level တော့ low အာ low အပ်ပါတယ်ပေါ့နော်ဒီကတော့စဉ်းသင်းရှိနေမှရမယ်စဉ်းသင်းရှိနေရင်တော့ဂျီဒီကအချင်းအတူတင်းတွေမှာပြီးသွားပါလိမ့်မယ်ဒီအမြန်ဆုံးထွက်ဖို့ပေါ့နော် IGC ကကျတော့အဲ့လိုမဟုတ်ဘူးနည်းနည်းတော့ကြာတယ်ပုံမှန်တော့နှစ်နှစ်လောက်တက်ရတယ်ဒါပေမဲ့ဒါလည်းကို English ပေါ်မူတည်ပြီးတော့လေးလာသင်ယူနိုင်တယ်ဆိုတော့မူတည်ပြီးတော့ ုံမြန်နိုင်ပါတယ်ပေါ့နော်အတကယ်လို့ GD လည်းမတော်ချင်ဘူး IGCC လည်းမတော်ချင်ဘူးနော် Great 12ပဲဆက်တက်ရင်လည်းဒါကကိုကဒီ Seren Great 10တက်လာပြီးတော့ကြောင့်မလို့ curriculum ကရင်းနှီးရတဲ့ကြောင့်မလို့11 12ဆက်တက်မယ်ဆိုအရင်ကြီးတော့မခက်ခဲရဘူး IGCC ပဲပြောင်းမယ်ဆိုတော့ curriculum ကအစ်စ်ဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့ curriculum အစ်စ်ဟိုနည်းနည်း scope လောက်ရတဲ့အချိန်လေးတော့ရှိမယ်ပေါ့နော်အဲ့လို GD ကတော့အဲ့လိုမဟုတ်ဘူး curriculum အစ်စ်ကို scope လောက်ရတာပဲဟုတ်တယ်ဒါပေမဲ့မြင်နေပေါ့နော်ဒီ11 to grade 11 12ဆက်တက်မဲ့အချိန်နဲ့ IGC တက်မဲ့အချိန်နဲ့ရှင်ရင်တော့ GED ကတော့အမြန်ဆုံး option ဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဟို college university ရွေးထားလို့၃ခုလုံးလက်ခံတယ်ဆိုတော့ကိုယ်ရည်ရွယ်ချက်နဲ့ပန်းတိုင်းမှာမူတည်ပြီးတော့၃ခုတည်းတစ်ခုရွေးပါပေါ့နော်တကယ်လို့ကိုယ်တွားတက်ရှင်တဲ့ college university ကတစ်ခုပဲလက်ခံတယ်ဆိုတော့အဲ့တစ်ခုပဲဟိုရွေးလိုက်ပါပေါ့နော်